အစ္စလာမုအလိုက်ကွမ်ဝရဟမတုလလာဟီဝဘရကာတူဟူယနေ့ဟီဂျရီ1448ခုရဘီယိုဆန်နီ18ရက်ခရစ်နှစ်2025ခုနှစ်အောက်တိုဘာလ10ရက်နေ့တောက်ချာနေ့မှာ9မိနစ်တင်အောင်မြင်ခရီးရဲ့သင်ခန်းစာအမှတ်စဉ်1158ကိုတင်ပြမှာဖြစ်ပါတယ်ဒီနေ့ကတော့ဂျူမာတောက်ချာနေ့ရဲ့အလတရားတွေကိုတင်ပြလိုပါတယ်အစ္စလာမ်အမြင်မှာတောက်ချာနေ့ရဲ့အရေးပါမှုဟာဂျူမာတောက်ချာနေ့ဟာအစ္စလာမ်သာသနာတော်ရဲ့အလွန်အရေးပါတဲ့နေ့ထူးနေ့မြတ်တစ်ခုဖြစ်ပါတယ်တော်နမဲဆလ္လာလဟ်အလိုင်းဆလမ်မိန်တော်မူတဲ့ နေ့တွေထဲမှာအထူးအထူးမြတ်ဆုံးဟာတောက်ကြနေ့ဖြစ်တဲ့ဒီနေ့ဟာဆိုရင်အလွန်ကောင်းမြတ်တဲ့နေ့ဖြစ်တယ်ဒီနေ့မှာဟာဇတ်အာဒမ်အလိစလမ်ကိုဖန်ဆင်းတော်မူခဲ့တယ်ဒီနေ့မှာပဲသူ့ကိုဂျန်နတ်ဝင်ရောက်စေခဲ့တယ်ဒီနေ့ကမှာပဲသူ့ကိုဂျန်နတ်ကနေထုတ်ပယ်တော်မူခဲ့ပါတယ်ဒီတိုင်းပဲမြတ်တော်မူသောအလောရှိမြတ်ဟာကျွန်တော်မြတ်ကုရ်အန်မှာဆူရာဂျူမာအာဆိုပြီးတော့ဂျူမာအာအမီမီနဲ့ဆူရာတပုတ်ကိုလည်းခြားပေးသနာတော်မူခဲ့ပါတယ်ကျွန်တော်မြတ်ကုရ်အန်ရဲ့ညွန်ကြားချက်တွေထဲမှာအလောရှိမြတ်ကအမိန့်ရှိတယ် يا أيها الذين آمنوا إذا نودي للصلاة من يوم الجمعة فاسعوا إلى ذكر الله وذروا البيع ذلكم خير لكم إن كنتم تعلمون أو إيمان دا وين يجي جادو باونو تاو جاني ما صلاة وبيبو خدام بيجين خيار أكاما ألاوش ميكو دريا تاتا جنبكو ميميان سانسان أوتي تواجابا ကုံသွယ်ရောင်းဝယ်ရေးကိုလည်းစွန့်လွတ်လိုက်ကြပါဒီလိုပြုလုပ်ခြင်းဟာအသင်းတို့အဖို့အကောင်းဆုံးဖြစ်တဲ့အကယ်၍အသင်းတို့သိရှိကြမယ်ဆိုရင်ဒီလိုပြုလုပ်လုပ်ကြပြုလုပ်လိုက်ကြပါဟာဒီစတိုရီထဲမှာလည်းဂျူမာနီနဲ့ပတ်သက်ပြီးတော့မြောက်များစွာလာရှိထားပါတယ်ဗဒီဟာဒီစတိုရီကိုပညာရှင်တွေကကီတာဘူလ်ဂျူမာဂျူမာနီအမည်နဲ့ကဏ္ဍတစ်ခုအောက်မှာစူးစီးတင်ပြထားပါတယ်တောက်ကြနေရဲ့အလားတရားတွေထဲမှာနံပါတ်1ကတော့ဆလတ်ဝတ်ပြုခြင်းရဲ့စီဝေးမှုအလားဖြစ်ပါတယ် ကျွန်မနမတ်စဟာမွတ်စလင်များအကြားညီညွတ်မှုညီကိုရင်းချစိတ်ဓာတ်နဲ့စီလုံးမှုကိုဖော်ဆောင်နေပါတယ်။နမတ်နှစ်ကတော့ဒူအာဆုမွန်တောင်းခံခြင်းရဲ့အလားတရားဖြစ်ပါတယ်။တောက်ကြနေမှာအချိန်တစ်ချိန်ရှိတယ်။ဒီအချိန်မှာအလောရှိမြတ်ဟာတောင်းဆုတိုင်းကိုလက်ခံတော်မူတယ်။အထူးသဖြင့်ညနေခင်းအစောတဲ့အချိန်ဟာဒူအာရီလက်ခံခြင်းခံရတဲ့အချိန်ဖြစ်တယ်လို့တမန်တော်မြတ်ဆလ္လာလဟ်အလိုင်းဆလမ်ကမိန့်ထားပါတယ်။နမတ်၃ကတော့ကောင်းမွန်တဲ့အဝတ်အစားတွေဝတ်ဆင်ခြင်းနဲ့အမွေအကျိုင်းအသုံးပြုခြင်းရဲ့အလားတရားဖြစ်ပါတယ်။တောက်ကြနေမှာရေချိုးတာ တန်ရှင်းတဲ့အဝတ်အစားတွေဝတ်ဆင်တာမွေးကြိမ်တဲ့ရနံ့တွေသုံးဆွဲခြင်းဟာဆွတ်နတ်ဖြစ်ပါတယ်။နံပါတ်၄ကတော့ဆူရာကာဟ်ဖတ်ရှုခြင်းအလတရားဖြစ်ပါတယ်။ဒါမှမဟုတ်ဆလ္လာလစ္စလာမ်မိန်တော်မူပါတယ်။ဘဒူမဆူတောက်ကြနေမှာဆူရာအလ်ကာဟ်ကိုဖတ်ရှုမယ်ဆိုရင်အလောရှိမြတ်ဟာနောက်တောက်ကြနေအထိအလင်းရောင်ကိုချီးမြှင့်တော်မူမှာ ဖြစ်တယ်တဲ့။တခြားဟာဒီစ်တော်တရားမှာတောက်ကြနေမှာဆူရာကာဟ်ဖတ်တဲ့သူဟာတကြလျက်အနိယကနေကင်းဝေးစီမယ်လို့လာရှိထားပါတယ်။ တော့အစ္စလာမ်နီးကျတောက်ကြနေကိုကျွန်တော်တို့ဘယ်လိုကုံဆုံးကြမလဲနံပါတ်၁ကတော့ဂျမနမတ်အတွက်ပြင်ဆင်မယ်ရေချိုးတာကိုမတန့်လို့ရေချိုးတာလည်းပါတယ်ကိုတန့်ပေမဲ့လည်းရေချိုးခြင်းဟာဆွနတ်ဖြစ်ပါတယ်တန်ရှင်းတဲ့အဝတ်အစားတွေဝတ်ဆင်မယ်ငွေကြိုင်တဲ့ရနံ့တွေသုံးဆွဲမယ်လက်သင်းချီသေးတွေကိုကျွန်တော်တို့ညှက်မယ်စနစ်တကျခေါင်းဖီးပြီးတော့မှပလီယိုကြောင်းတော်ကိုတွားရောက်ကြမယ်နံပါတ်2ကတော့ပလီဝေကျောင်းတော်ကိုစောစောတွားရောက်ခြင်းဖြစ်ပါတယ်။နံပါတ်3ကတော့ခွတ်တူဘာရှေ့ဆောင်အီမာမီရဲ့ဟောပြောချက်ကိုနားထောင်ခြင်းဖြစ်ပါတယ်။ ခုတ်ဘာရှိဆောင်အီမာမီဟောပြောချက်ကိုတိတ်ဆိတ်စွာနားထောင်ဖို့အရေးကြီးပါတယ်။ဘလို့အရေးကြီးလဲဆိုရင်တမန်တော်မြတ်ဆလ္လာလ္လာဟူအလัยဟိဆလမ်မိန်တော်မူတဲ့တောက်ကြနေမှာအီမာမ်ကခုတ်ဘာဟောကြားနေတဲ့အချိန်မှာဘယ်လိုစကားမျိုးမှမပြောဆိုရဘူးတဲ့။တဦးတယောက်ကမိမိရဲ့မိတ်ဆွေစကားပြောနေတာကိုကြည့်ပြီးတော့အတင်တိတ်ပါလို့တားမြစ်လိုက်ရင်တောင်းမှပဲသူ့ရဲ့ဂျွမာဟာအလကားဖြစ်သွားမယ်။နံပါတ်၄ကတော့သူဟာစုမုံများစွာတောင်းခံခြင်းဖြစ်ပါတယ်။အထူးသဖြင့်အထက်မှာတင်ပြခဲ့တဲ့အတိုင်း အစောအချိန်နဲ့မဂရစ်ကြားမှာစုတူအားတောင်းခြင်းဟာအလွန်ပဲအကျိုးရှိပါတယ်။နံပါတ်၅ကတော့ဆူရာအယ်ကဟ်ဖ်ကိုဖတ်ရှုခြင်းဖြစ်ပါတယ်။တောက်ကြနေနေ့လယ်ပိုင်းဒို့မို့နေမဝင်မီအထိဆူရာတူလ်ကဟ်ဖ်ကိုဖတ်ရှုခြင်းဟာဆွန်နတ်ဖြစ်ပါတယ်။နံပါတ်၆ကတော့ကုရ်မန်ဆလ္လာလဟ်အလိုင်းဝဆလမ်ရဲ့အပေါ်မှာညစွာဒရုဒ်မြတ်တာပို့တာနေရမှာပါ။ရဒီဂျူမာနီမှာရှောင်ကျင်ရမယ့်အချက်တွေကတော့နံပါတ်၁နမဆူပြုနေတဲ့အချိန်မှာကုံတွေရောင်းဝယ်တာတွေကိုစွန့်လို့ရမယ်။နံပါတ်2ဟိုတပတ်တွေကိုတစ်လူမရှူဘဲနဲ့ တိချာလေးစနစ်တကျနားထောင်ရမယ်နံပါတ်3ကတော့အခြားသူတွေကိုအနောက်ရှက်မပေးဘဲနဲ့တိတ်ဆိတ်စွာနဲ့ပဲပြည်ဝကျောင်းတော်ထဲမှာနေနေရမယ်အဲ့တော့အချုပ်ဆွေးရမယ်ဆိုရင်ဂျွမာတောက်ကြနေဟာအလောက်ရှိမြချင်းမြင်ထားတဲ့ကောင်းကြီးမင်္ဂလာတစ်ခုဖြစ်ပါလေဒီနေ့ဟာမွတ်စလင်များအတွက်ဝိညာဉ်ရေးရာတန်ဆင်မှုတွေညှို့ညွတ်မှုတွေကျေးဇူးတင်မှုတွေကိုဖြစ်စေပါတယ်ဒီမြန်နိုးွယ်ရာနေ့ကိုအစ္စလာမ်နီးတရားကုန်ဆုံးခြင်းအပြင်ကျွန်တော်တို့ဟာအလောရှိမြတ်ရဲ့ခြင်းနဲ့နှစ်သက်မှုနဲ့ကောင်းချီးမင်္ဂလာကိုရရှိနိုင်ကြပါပါ။ အလောရှိမြန်ကျွန်တော်တို့တို့အားလုံးကိုကျွန်မနေ့ရဲ့ကောင်းမြတ်မှုတွေကိုခံစားခွင့်ချီးမြှင့်ပေးသနာတော်မူပါစေ။